စဲချင်းသုံးလုံးညာကိုဝိုင်းချင်းပေါ့နော်ဝိုင်းရကျွန်တော်အကြိုက်ကြိုက်မယ်ပြန်ကြတွေကတော့ကျွန်တော်လည်းအထွေထူးမပြတော့ပြန်ကြတွေကတော့ဒီချိန်မှာတအားကောင်းလွန်းနေတယ်ပေါ့နော်ကောင်းလွန်းနေတယ်ကျွန်တော်ကတော့ပြန်ကြကိုအရင်နေ့လောက်ပဲကစားတယ်ပေါ့နော် organize ဆင်ကိုကျွန်တော်မကစားဘူး။ဘာဖြစ်လို့လဲဆိုတော့သုံးသုံးညာကို one chain ဆိုတာကဒီပြန်ကြဆိုတာကဒီမှာဒါပဲရှိတယ်။ဒီသုံးသုံးညာကို one chain ခဲ့ရရင်ဒီသုံးသုံးညာကိုပြန်ကြနဲ့ဟာဒီ900ပြန်ကြပဲရှိတယ်။ တုံးတုံးညာကိုဝန်ချိဆိုင်ကိုအရင်ဆုံးကြည့်မယ်ပေါ့ဗျာတုံးတုံးညာကိုဝန်ချိဆိုင်ကိုเนาะကျွန်တော်တို့ဒီမှာဒီတက်တုံညာ6တုံးကအောင်ခဲ့တဲ့ခွင်းဆက်လေးပေါ့ငါးကတ်လိုင်းပေါ့เนาะ၄နှစ်နှစ်ကလင်နာမှာဒဲငါးကတ်ထွက်ထားတယ်၄နှစ်နှစ်ဒဲထွက်လို့သူ့နောက်မှာဗရိတ်၁ဗရိတ်တုံညာဗရိတ်၉ဗရိတ်၈ဗရိတ်၇ဆိုပြီးလိုက်တဲ့အချိန်သူ့ရဲ့ရှေ့တပွဲကျော်ကထိတ်စီးကိုခါဝင်ပြီးတော့ဗရိတ်၁လို့လိုက်တယ်ဒါ၄နှစ်နှစ်ပထမကတ် ဒီမှာဒုတိယကတ်မှာလည်းလေးနိနေတက်ထွက်တော့ break တက်ပြီးတော့ break တုံညာကိုသူ့ရှေ့တပွဲကျော်ကထိတ်စီးရခါဝင်ပြီးတော့ break တုံညာဆိုပြီးလိုက်တာအဲ့တော့ဒီမှာလည်းလေးနိနေတက်ထွက်ပြီးထွက်ပြီးဆိုတာနဲ့သူ့နောက်မှာ break တက် break တုံညာ break 6ဆိုပြီးတော့သူ့နောက်မှာသူ့ရဲ့ရှေ့တပွဲကျော်ကထိတ်စီးရခါဝင်ပြီးတော့ break 6ဆိုပြီးလိုက်တယ် စရုပ်ရကတ်မှာကျွန်တော်ဒီမှာ၄နှစ်နေလို့ဒဲထွက်သွားတဲ့အတွက်ဗရိတ်ရှစ်အလှင်မှာလည်းသူ့ရဲ့ရှေ့တပွဲကျော်ကထိတ်စီးရခါဝင်ပြီးတော့ဗရိတ်ရှစ်ဆိုပြီးလိုက်တယ်အဲ့ဒါဆိုကျွန်တော်ငါးကတ်ကသူကဖော်မွေးစနစ်တွေပဲသွားတာကောင်းတယ်ဆိုတာလေ၄နှစ်နေဒဲထွက်တယ်ထွက်တော့သူ့နောက်မှာဗရိတ်ခွန်ကဖော်မွေးဖြစ်နေပဲပေးတယ်ဒီမှာသွားပေးတာကျွန်တော်ဒီမှာအဲ့တော့အယူဆနဲ့တခြားလိုင်းနေရောပေါ့နော်သူ့ရှေ့တပွဲကျော်ကထိတ်စီးရခါဝင်ပြီးတော့ကျွန်တော်အဲ့တော့ကလည်းထိုင်မှာပဲရှိသေးတယ်အဲ့မှာကျွန်တော်တင်ပေးခဲ့တဲ့ဆယ်ခွက်လိုက်မန်ပါထဲမှာပေါ့ဒက်ရှေအောင်သွားတယ်ပေါ့နော် အဲ့တော့အဲ့ဒီငါးကတ်လိုင်းကနေကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်တီးသူကနေလေးနေနေကနေဈင်းလာရင်တီး1 2 3ဆိုတော့ကျွန်တော်တို့ကဒီ99ဆိုတော့2000ခုနှစ်မာဒီမှာ9ဟင်9ဒီ2000ခုနှစ်အပေါ်ကဆိုတော့ဒီ73အဲ့ဒီ73ဟာဒီလေးနှစ်နှစ်နဲ့အချိန်ကိုင်းတော့ ်လေးနှစ်နှစ်ကနေ၅ချိန်မြောက်ဆင်းလာရင်ဒီ၈၃ကိုရောက်တယ်ဆက်ကလင်နာနဲ့ကြီးအဲ့ဒီ၈၃ကသူ့အမဝန်ချင်းကစားတယ်နော်အဲ့ထက်အောင်ဝန်ချင်းကစားတယ်အဲ့ဆိုရင်ဒုတိယကပ်မှာလည်းကျွန်တော်လေးနှစ်နှစ်ကနေ၁၂၃၃ဆိုတော့ကျွန်တော်တို့ကဒီမှာဆက်ကလင်နာနဲ့ကြီးလိုက်ရင်၄၅မှာဒီမှာ၅ချိန်မြောက်မှာ၉နှစ်၅မှာဖြစ်တဲ့အတွက်အဲ့၉နှစ်၅သူ့အမဝန်ချင်းကစားတယ်နော်အဲ့ဒီမှာ၄နှစ်နှစ်တင်ငါကတ်လိုက်ရတယ်အဲ့တော့တတိယကတ်မှာလဲကျွန်တော်တို့တတိယကတ်မှာဒီမှာ၁ချိန်၂ချိန်၃ချိန်၄ချိန်၅နှစ် 9နှစ်တန်းတန်းဆင်းတာနဲ့သူ့ဘက်က၄၁၅ဟာသူ့အောက်မှာ၄၅၄၅နှစ်ဆိုပြီးတော့ဝိုင်းချင်းကစားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတီ2 3 4 5 9နှစ်မြောက်မှာ9နှစ်မြောက်တန်းတန်းကဇောင်းတန်းတန်းကခဏဟာ၈တုံညာလေးကသူ့အောက်မှာဝိုင်းချင်းကစားတယ်အဲ့ဆို၄နှစ်နှစ်ဒီမှာပြစ်စမကတ်9ကတ်မြောက်မှာတီ2 3 4 5 9ချိန်မြောက်က3တုံညာကိုသူ့အောက်မှာကျွန်တော်ဝိုင်းချင်းကစားမယ်ဝိုင်းချင်းကိုကျွန်တော်တို့ကဒီတကတ်ထက်နဲ့တင်မဟုတ်သေးဘူးဒီတကတ်ထက်နဲ့တင်မဟုတ်သေးဘူးပေါ့နော် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တုံညဒီ140ပေါ့နော်အပတ်လေကိုမွေကနန်းတင်ပေးဘူးတဲ့ငါကကျွန်တော်မန်ပါတယ်မွေကနန်းပေါ့နော်စာတို့မွေကနန်းကြိုက်ရင်လည်းမွေးထားဆိုတော့ကျွန်တော်တင်ပေးဘူးတဲ့ကျွန်တော်ဒီ140အခွေကို140အခွေကိုကျွန်တော်ကအမိပြုတ်ဆော့တာလေးထိန်နဲ့ပဒိန်ငါကနန်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရနဲ့နှစ်ကတ်မှာတော့သူအတိကျလောက်တာဒီမှာ654 654လေးတစ်ဆိုပြီးတော့ထောင်းပြီး2လေးတစ်လို့ပါဆိုတော့ခွေတာ နှစ်လေးတက်လို့ပါခွေးတယ်ခွေးပြီးကမှသူ့အမှာ196ဆိုပြီးရိုက်တာပေါ့နော်အဲအဲ့မှာသူကနှစ်ကတ်လိုင်းသုံးကတ်လိုင်းကြတော့သူကတစ်ဖြည်းဖြည်းနဲ့မူပြောင်းသွားတယ်လေးထိပ်ပြီးတော့ဒီမှာသုံးထိပ်နဲ့ပရိင်္ဂါကနံနောက်နှစ်ကိုသူထွက်သွားပြီးထွက်သွားတာဖြစ်တဲ့အတွက်သူ့ရဲ့စောင်းမှာဒီမှာနှစ်လေး65လေးတက်ဆိုပြီးတော့ဒီလိုထောင်းပြီးနှစ်လေးတက်လို့ဒီလိုခွေးတာခွေးတာခွေးပြီးရတယ်သူကမှ196ကနန်းလူကနဲ့နှစ်ကွက်လုံးရိုက်တာသုံးကတ်ကြတော့သူလှည့်စားပြီးအဲ့တော့ဒီမှာလေးထိပ်သုံးထိပ်နှစ်ထိပ်ဆိုပြီးတော့ဒီမှာနှစ်ထိပ်နဲ့ကနန်းနောက်နှစ်ကို ပရိငါကနနောက်နှစ်ကိုထွက်ပြီထွက်ပြီဆိုတာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာဇောင်းမှာနှစ်လေးတစ်လို့မခွေပဲနဲ့နှစ်လေးတစ်သုံးကတ်တော့ခွေသွားတယ်လေးကတ်လုံးတော့သူမပေးတော့ဘူးတမျိုးတစ်ပုံနီးနဲ့သူပေးလိုက်မှာပေါ့နော်နှစ်လေးတစ်လို့ခွေရသူ့အောင်မှာ196ရဲ့နှက်ခတ်196ဆိုပြီးကစားသွားတာကစားသွားတော့အဲ့ဒီအောက်မှာကျွန်တော်တို့ကဘလို့ကိုယူလဲဆိုတော့ဒီမှာလေးထိန်နဲ့ဗရင်ကန်ကနနောက်နှစ်ထွက်တော့လေးကတ်စနစ်ကြတော့သူ့ဇောင်းမှာဗရိတ်ရှစ်ဗရိတ်6အဲ့တော့လေးထိန်နဲ့သုံးထိန်နဲ့ဗရင်ကန်ကနနောက်နှစ်ထွက်တော့သူ့ဇောင်းမှာဗရိတ်9 နှစ်ထိတ်နဲ့ဗရိတ်ငါကနနောက်နေ့ကိုထွက်တော့သူ့ဆောင်မှာဗရိတ်၄သူကဗရိတ်ကတော့ဒီမှာ3ဗရိတ်ဒီမှာ23ဗရိတ်ဒီမှာ23ဗရိတ်ဒီမှာကျတော့သူကဗရိတ်3ကို73ပဲပြီးသွားတာလေးကစနစ်ကျတော့တဖြည်းဖြည်းနဲ့သူကရှူလာပြီနော်အဲ့တော့ဒီမှာလေးကစနစ်တိုင်းသွားပြီတစ်ထိတ်နဲ့ဗရိတ်ငါကနဒီမှာထွက်သွားပြီထွက်သွားတာဖြစ်တော့သူ့ရဲ့ဆောင်မှာဗရိတ်ဗရိတ်6ဗရိတ်9ဗရိတ်4ဗရိတ်3ဆိုပြီးကြာမှာဟိုဒီမှာ2023နှစ်ပိတ်ကကဏ္ဍကိုအဲ့ အပေါ်တင်လိုက်ရင်ငါးလေးလေးကပြိတ်တော့မယ်သူ့အောက်မှာပြိတ်တော့ဆက်မပြီးတော့သုံးနှစ်ခါငါးပြိတ်ဆိုတာပြီးသွားတယ်နော်တဘောတရားကတော့ပြိတ်စီ၄ကစနစ်မှာတော့သူကပြိတ်ပြိတ်ချောင်းပြိတ်ငါပြိတ်လေးပြိတ်တော့မယ်ယူလိုက်တော့အဲအဲ့ဒါလို့ယူတော့ကျွန်တော်တို့ကဘယ်လိုနည်းနဲ့တော့ဆိုတော့အဲ့ဒီလိုလေးထိတ်နဲ့ပဲတဲ့ဗြိင်္ဂကနနောက်နှစ်ကိုထွက်ပြီးထွက်တဲ့နှစ်သေးကဗြိင်္ဂးတွေဖြစ်ချင်းကြောင့်နှလုံးပေါင်း9000ကနဟာဇောင်းတပင်ကြီးလိုတက်ကစားတယ် တက်ကစားတဲ့ထောက်မှာကအထက်အဝန်းချင်းနော်တက်ကစားတဲ့ထောက်မှာဝန်းချင်းအဲဆိုရင်သုံးထိပ်နဲ့ပရိင်္ဂါကဏ္ဍအဲ့ဒီလိုနောက်နှစ်ထွက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲကနှလုံးပေါင်း၅တန်ကဏ္ဍဟာဆောင်းတပင်ဒီလိုတက်ရိုက်တယ်ရိုက်ပြီးဆိုတာနဲ့သူ့ထောက်မှာကြတဲ့ကဏ္ဍအထက်အဝန်းချင်းနော်အဲ့တော့ကျွန်တော်တို့ကနှစ်ထိပ်နဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်သွားပြီဆိုတာနဲ့သူ့နှစ်ထိပ်နဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ကိုထွက်ပြီဆိုတာနဲ့အဲ့ဒီပထမဆုံးနှစ်ထိပ်နဲ့နှစ်ထဲကနှလုံးပေါင်း၅တန်နဲ့ကဏ္ဍ 395ကဒီနေရာယူလေရတယ်ဒီနေရာယူလေရတယ်เนาะအဲ့မဲ့395ဟာနောက်နှစ်ကိုထွက်တော့သူ့ရဲ့ထောင်းမှာ၄တစ်ခုဟာအထအဝမ်းချင်းเนาะ၄တစ်ဟာ၄တစ်ခုဝမ်းချင်းနောက်သုံးကတ်မှာရှေ့ရွဲရရှေ့ရွဲဆိုပြီးဆင်းလာတယ်เนาะရှေ့ရွဲရရှေ့ရွဲဆင်းနေသုံးကတ်တော့သူအညီအမျှမပေးနိုင်ဘူးเนาะလှည့်စားတော့မှာအဲ့တော့အပူးနဲ့လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ် အဲ့တော့ကျွန်တော်ဒီမှာတစ်ထိတ်နဲ့ပရိင္ဃကဏနောက်နှစ်ကိုထွက်သွားပြီအဲ့ဒီပထမဆုံးတစ်ထိတ်တဲ့နှစ်ထဲကနှလုံးပေါင်း9000ကဏန်လေးကတိသူပုံစံတူလောက်သွားပြီဇောင်းတပင်းတို့တက်ရိုက်တာရိုက်ပြီဆိုရင်သူ့ရဲ့ဒေါင်းမှာကြားတဲ့ကဏန်ဒီသုံးပုံညာကိုဝန်ချင်းကိုသုံးနှလုံးနဲ့လည်းတခြားတစ်လုံးနဲ့ချိန်သွားနိုင်လို့အပီးပေါက်လည်းလောက်သွားနိုင်တယ်ဟုတ်လားအပူးဆိုရင်သုံးပူးပုံညာပူးကိုပူးကိုကိုညာရှိတယ်လို့ကုထိုးကိုတော့ဒါအပူးဆိုရင်ဒီနှလုံးလေးရဆိုလည်းတခြားတစ်လုံးနဲ့တချို့ ဟိုအများစုကရှိတတ်တယ်လေ1ကျိဆိုရင်ဒီ3 3 9ကိုနှလုံးယူပြီးတော့တခြားတစ်လုံးပဲကတ်ဖို့ပါဇောကတ်တယ်အဲ့ဒီအချိန်မှာ तू ကဘာနဲ့လှုပ်လဲဆိုတော့ကြတော့မိတတ်တဲ့နီနီလေးနဲ့မိတတ်တဲ့မအပူးနဲ့ချိန်တော်တတ်တာပေါ့ဒီတရားအဒီ3နှလုံးနဲ့ဖြစ်ဖြစ်3ညာနှလုံးနဲ့ဖြစ်ဖြစ်6နှလုံးနဲ့ဖြစ်ဖြစ်ဒါမျိုးတွေကကျွန်တော်မကြခဏကြုံရတယ်နော်အဲ့ဒါကိုနှစ်ကန်းနဲ့နောက်ဆုံးနှစ်ကန်းနဲ့ကျွန်တော်တို့ဖြတ်ဆိုရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်က940 930မွေးကနန်းဆိုပြီးတော့တင်ပေးခဲ့ထားတဲ့ နှစ်ကလုံးကနေပဲသူကဒီမှာကျွန်တော်တို့ဒီမှာကလင်နာမှာ9.1လို့ဖြစ်တယ်အဲ့ဒီ9.1ကလည်းခွန်ခွန်9နှစ်ကွေနဲ့ဆက်နွယ်တယ်နော်ဒီမှာ9.1လို့ဖြစ်တယ်9.1လို့ဖြစ်တယ်အဲ့ဒီ9.1လို့ဖြစ်ပြီဆိုရင်သူ့နောက်ကိုကြာတဲ့ကဏ္ဍဟာ6တနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်7နှစ်9နှစ်9နှစ်မြောက်က20နဲ့2ချိန်ကဏ္ဍ20နဲ့2ချိန်ကဏ္ဍအဲ့ဆိုဒီမှာ9.1လို့ဖြစ်တာ ਨੇ ငါတက်တီလို့ဆောင်းတယ်သူ့နောက်ကိုကြားတဲ့ကနေရှေ့၉နှစ်မြောက်ကတက်နှစ်၂နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၉နှစ်မြောက်က၂၀နဲ့၂ချိန်ကနန်းနေချသွားတာချတဲ့ချိန်မှာလည်းဒီ၃ညာငါတက်တီလို့ဆောင်းတဲ့ကနန်းရဲ့ကနန်းရဲ့ကိုကိုခါကိုကိုပိတ်ပေးပြီးတော့ဒီငါးဘိတ်ကိုငါးထိတ်လို့ဝင်ပြီးတော့ဒီလိုမျိုးဝိုင်းချင်းကစားသွားတာအဲ့ရကျွန်တော်တို့ဒီမှာကလည်းသူကဒီ၅ဘိတ်ကို၅ထိပ်ဝင်ပြီးတော့ဒီ၃ညခါကို၃ညဘိတ်ထုတ်ပြီးကစားသွားတာအဲ့ဒါလို့ဖြစ်တယ်ဒီသူ့နောက်ကသူ့အောက်ကို ဲ့ဒီ၅ဘိတ်က၅ထိပ်လို့ဆင်းပြီးပရိတ်ရှစ်လို့ရိုက်သေးတာအဲ့ဒီဒီ၅ဘိတ်က၅ထိပ်လို့ဆင်းပြီးတော့ကိုပရိတ်ရှစ်လို့ရိုက်သေးတာရိုက်ပြီဆိုတာနဲ့သူဒီကောင်းရဲ့ဒီ၅ဒီကောင်းရဲ့နောက်က၈၉နှစ်မြောက်ကကနန်းနောက်နှစ်ကိုသူထွက်ခဲ့တာသူထွက်တော့ကြတော့ဒီမှာ465လို့ထည့်ပြီးသုံးလုံးတန်းတယ်65လေးလို့ထောင်းတယ်အဲ့ဒါလို့ဖြစ်ပြီးတော့ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာလဲဒီ911လို့ဆောင်းတဲ့နောက်က69နှစ်မြောက်ကကနန်းလဲနောက်နှစ်ကိုသူထွက်တယ်ကျွန်တော်အောင်ခဲ့တဲ့ line လေးပေါ့အဲ့465လို့ ။အမှားတည်းမှာဒဲ့ပေါ့ဗျာ။ organ တော့မဟုတ်ဘူး။အဲ့တော့ဒီမှာ465လို့ဖြစ်တယ်။645လို့ထောင်သွားတယ်။ထောင်ပြီးရတယ်သူကဒီကဒီကဏ္ဍဟာဒီကနေလဲယူလို့ရသူကကလင်နာကလှည့်စားတယ်နော်။ဒီအထောက်ကိုဒီအောက်ကယူပြီးတော့သူကမထင်မှတ်တဲ့ကွက်နဲ့ဒီအပေါ်ကစိုက်မျိုးနဲ့ပေးစားတာယူလာလဲဖြစ်ဖြစ်နိုင်တယ်လို့ထားပါတော့အဲ့အရာလေးကျွန်တော်ဆွမ်းနာလို့ထည့်မပြောတော့ဘူး။ဒီ9တက်တက်လို့ဖြစ်တဲ့ကဏ္ဍနောက်တစ်နှစ်ကျော်ဒီမှာလိုက်ထွက်တယ်။အဲ့တော့ဒီ9တက်တက်လို့ဖြစ်တဲ့ကဏ္ဍကလည်းနောက်တစ်နှစ်ကျော်ကျွန်တော်အထက်အောက် မွေကနနှစ်ကွက်တင်ပေးတာနှစ်ကွက်နှစ်ပင်စက်တိုက်အောင်လားဒီမှာနောက်တစ်နှစ်ကျော်ထွက်ထွက်တယ်ထွက်ပြီးတဲ့တောင်းကိုကြတဲ့ကနန်းဟာဒီကောင်ဝမ်းချင်းကနန်းထွက်ပြီးတဲ့ဒီငါတက်တက်လို့ဖြစ်တဲ့ကနန်းဟာနောက်တစ်နှစ်ကျော်ထွက်ပြီးတာနဲ့သူ့ရဲ့တောင်းကိုကြတဲ့ကနန်းဝမ်းချင်းကနန်းစောနာကလေးကက်လိုင်းနဲ့မတူနေဘူးလားပေါ့နော်သွားပြီးတော့ညှိမနေဘူးလားအဲ့ဒါဆိုရင်အဲ့ဒီကနန်းဟာလေးတစ်ခုံဟာရှစ်နှစ်ထရကနန်းပေါ့ချစ်နှစ်ထရကနန်းအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ဝမ်းချင်းကိုရှစ်နှစ်ထရကနန်းဆိုဘာတွေရှိမလဲ ျွန်တော်ဒီ336 33လို့395တို့ဒီမှာ99ခေါ်လို့99ကလည်းတော့ဝမ်းချင်းခေါ်တာပဲเนาะ99ကလည်းခေါ်တာပဲဒီ690တို့ဟုတ်လား336တို့ဒီမှာ933တို့ဟုတ်လား933တို့ဝမ်းချင်းနေ239တို့ရှိတယ်ဗျာရှင်းနေထရဝမ်းချင်းကနန်းဆိုရင်ကျွန်တော်ချရေးလိုက်999ရှိတယ်အားရပဲเนาะကိုကြိုက်တဲ့အကွက်ကိုရွေးလို့999ရှိတယ်395ရှိတယ်395ရှိတယ် ုံးကုန်းငိုင်းရှိတယ်6 6တုံညာ3ရှိတယ်6တုံညာ3ရှိတယ်690ရှိတယ်690ရှိတယ်5တုံညာ3ရှိတယ်5တုံညာ3ရှိမယ်336ရှိမယ်336ရှိမယ်2တုံညာ9ရှိတယ်ဒါကတော့ရွေးထိုးရင်အားထိုးပေါ့ဒါက ကျွန်တော်တို့ကဒီ၃ပုံညာကို1 chain site ကိုကျွန်တော်က၈နှစ်ထရေကနန်းဖြစ်နေယူစားလာအဲ့တော့ကိုကြိုက်ရရွေးထိုးပေါ့နော်ဒါကအဲ့တော့အားတော့ထိုးနော်အဲ့ဒါဆိုရင်ကျွန်တော်၃ကို၅တကွက်ကိုပြခဲ့တယ်ပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့မန်ဘာ2 order က၄ပုံညာ10 site မှာကနန်းတူကနန်းနဲ့ခံလိုက်ရတဲ့ line လေးပေါ့နော်ကျွန်တော်ကကျွန်တော်ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတာကဘာလဲဆိုတော့ ပါဝါနက္ခတ္တရင်လူရင်းတူရင်းပဲခြုံပြောတော့မယ်ပါဝါနက္ခတ္တရင်ကလင်နာမှာဒေတာ၃ကပ်ပဲရှိတယ်ဒီမှာပါဝါနက္ခတ္တရင်တွေ့တယ်၄ပင်ကျော်မှာပါဝါနက္ခတ္တပိုင်ဒီလိုတန်းတန်းတည်တယ်ဒီမှာတကတ်ဒီမှာတကတ်ဒီမှာတကတ်ပေါ့နော်ဒီမှာတကတ်တည်ပြီဆိုတာ ਨੇ အဲ့ဒီဒီသူကအဲ့ခါးလေးကိုလည်းသူကပါဝါပဲရိုက်တယ်၃ည၅ပါဝါတွင်းနဲ့ရိုက်သလိုသူကဒီမှာကျတော့၁6ပါဝါတွင်းနဲ့ရိုက်ပြီးတော့2ခွန်ပါဝါတွင်းနဲ့ရေကစားတယ်၃ည1 2ကို96ခွန်နဲ့သူကလုပ်တယ် သူကမူတွေကိုခွဲခွဲထုတ်နေတာနော်ကျွန်တော်ကအဲ့ဒါကိုနှစ်ကက်နဲ့ပဲကျွန်တော်ကဖြတ်ယူလိုက်တော့တာကထားပါတော့သူတကက်ပဲလုတ်တယ်ဒီပါဝါနက်ခတိုင်းတွဲလို့ဒီခါနှလုံးက၃၅တွဲလာခဲ့ခြင်းကြောင့်သူ့ရဲ့တပင်းကြောမှာနှလုံးပေါင်း900နဲ့ကနန်းဟာပြန်ကြတော့ဒီခါးတွေက၃၅ခါးတွေတွဲလာခဲ့ခြင်းကြောင့်နှလုံးပေါင်းချင်းဟာ9ကြောင့်သူကခွာ9ရဲ့အောက်မှာသူ့ရဲ့ဒီမြင်းနဲ့ချင်းဆိုင်ရာ၃၅တွဲကိုပြန်ကြတယ်ကြပြီးရတဲ့ဒီခွာ9ကြောင့်9ပါဝါခွာ၃၅ဆိုပြီးတော့ဖြစ်တယ် ပေါ့နော်ငါးတုံညာဆိုပြီးတော့ဖြစ်တယ်အဲအဲ့အဲ့ဒီလိုသူချုပ်သွားတယ်ချုပ်ပြီးတော့အဲ့ဒါဆိုရင်ဒီမှာဒုတိယကဒီကနေယူလိုက်တော့သူကဒီမှာကနေပုံစံလူပေးတယ်ဒီကကနန်းကလည်းပြန်ကြမှာအဲအဲ့လိုမျိုးဒီအဲ့တော့တုံညာတုံညာငါးပြီးတော့သူက16အတွဲနဲ့16အတွဲကနှလုံးပေါင်းချင်းကခွန်ကြောက်သူ့ရဲ့ဒီဘေးမှာကနှလုံးပေါင်း9တန်နေကြည့်တယ်ကိုယ်တန်တဲ့ကနန်းမျက်နှာချင်းဆိုင်တပွင့်ကျော်ကကနန်းကပြန်ကြတော့နှလုံးပေါင်းခါးတွေကတစ်ချောင်းနှလုံးပေါင်းခွန်ကြောင်ခွားခွန်ရအောင်မှာပြန်ကြပြီးတော့ခွန်ပါဝါခွားနှစ်နဲ့ပြန်ချုပ်တာ ဗရိတ်ကိုပုံသေးနော်ဗရိတ်ဗရိတ်ကိုပုံသေးတယ်အဲ့ဒါနှလုံးပေါင်း90နေကြဗရိတ်ကိုပုံသေးအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတွေ့ဒီမှာတုံညာတင့်နှစ်ဆိုပြီးတော့ပြီးပြီးတော့ဒီမှာတုံညာခါးတွေကိုနှစ်ခွန်နဲ့ခါးထားတာအဲ့ဒီနှစ်ခွန်နဲ့ခါးကြောင့်နှလုံးပေါင်းချင်း9ကြောင်ပဲသူကဒီသူ့နောက်မှာနှလုံးပေါင်း90နဲ့ခဏန်းပုံသေးကိုဗရိတ်ကိုနဲ့ပြန်ချုပ်တာဒီနှလုံးပေါင်း9ကြောင်အဲ့ဒီကောင်ပြန်ကြတော့ခွာ9ရဲ့အောက်ကို ပြန်ကြပြီးတော့9ပါဝါခွာ4ဆိုပြီးသူကပြန်ချုပ်ပြီးဗရိတ်9နဲ့ပဲပြန်ချုပ်တာ ဲ့တော့ကျွန်တော်ဒီမှာနှလုံးမောင်းခြင်း၅ကိုနှလုံးမောင်းခြင်း၅ခွန်ကိုသူကဒီမှာခါးတွေက၅ခွန်ကိုဆိုပြီးတော့သူကပြန်ကြတဲ့ကဏ္ဍကြီးရဲ့အောက်မှာပြန်ထည့်တာအဲ့မှာသူကပရိသတ်၉ပုံစံပုံတူတွေနဲ့သူကစားတာအဲ့တော့ကျွန်တော်ကနှစ်ကန်းနဲ့ပဲပြန်ခွဲထုတ်တာနှစ်ကန်းနဲ့ပဲပြန်ယူကြည့်လိုက်တော့ယူကြည့်တဲ့အချိန်မှာအဲ့ဖြစ်မှာအကွက်ရွှေ့ဆိုင်နေနဲ့ကျွန်တော်ပြီးခဲ့နေ့တွေကလည်းလိုက်ခဲ့တယ်အဲ့တော့သူ့ရဲ့ ပြီးဒီပါဝန်နက်ခတ်တိုင်းဒီလိုတဲတဲ့နောက်နေ့ထဲကကနန်းတကွက်ဟာငါးလေးတွဲနဲ့ကနန်းတက်ဟာဒီလိုစောင်းတပင်ရိုက်တယ်။ရိုက်တဲ့အချိန်မှာပြန်ကြကနန်းရဲ့အောက်ကိုရိုက်တာ။ပြန်ကြကနန်းရဲ့အဲ့ဒီပြန်ကြကနန်းဟာသူ့အပေါ်ကကိုကိုခုံပတ်လေရဲ့အောက်တပွဲကျော်ကကနန်းကိုသူကငါးသုံးခုံကိုပြန်ကြတာ။ပြန်ကြပြီးရနဲ့ဒီကောင်းကိုကိုငါးငါးလို့ထောင်ပြီးမှသူက ဒီကစားရပင်းကိုရိုက်တာအဲ့ဒီကိုငါငါဟာဘယ်ရလာလဲဆိုတော့တူကနေ1 2 3 4 5 6 9 10 11 12 13 14 84နှစ်မြောက်กว่าဒီငါငါကိုတဲ့ဟိုနောက်ကနေပြန်ပြီးတော့ကိုငါငါလို့ထောင်ပြီးတော့သူကချတာအဲ့ဒီကိုငါငါဟာဒီကလင်နာတစ်ပြင်လုံးမှာ865ဆိုတာနှစ်ကပ်ပဲရှိတာဒီပါဝါနှစ်ကပ်တိုင်းနဲ့လာစက်နေချိတ်ဆက်တာ665ဒဲထွက်တာနှစ်ကပ်ပဲရှိတာအဲ့665နဲ့အချိန်ကြိုက်ကကဏငါငါကိုဒီမှာလဲ383နေလဲလဲတယ်ပေါ့တခြားပြောမယ်ဆိုအများကြီးပေါ့ဗျာရှုပ်မှာဆိုလို့ အဲ့တော့ဒီ99ကိုကနောက်14နှစ်မြောက်ကိုလိုက်ထွက်ပြီးတော့99လို့ပြန်ထောင်တာထောင်တော့ကြတော့သူ့ရဲ့အောက်မှာပထမ9မှာကိုကိုခွန်ရဲ့အောက်တပွဲကြိုကကနန်းကိုပြန်ကြဆော့ပြီးတာလေရှေ့တပင်ကြိုကဇောင်းတပင်ဒီလိုတက်ရိုက်တယ်ကစားကွက် ဲ့ဒါနဲ့ကျွန်တော်ဒီမှာ665လို့လှဲတယ်996လို့ဖြစ်တယ်ဖြစ်ပြီးရတဲ့383လို့ထိတ်ဆုံးလှဲတယ်ဒီ996ကနောက်14နှစ်မြောက်ကိုဒီမှာ695ဆိုပြီးလာထောင်းတာထောင်းတဲ့ဒီပထမဆုံး9ထိတ်တဲ့ကဏ္ဍဟာပြန်ကြပြန်ကြတော့သူကဒီကိုကိုခွန်ပတ်လည်နဲ့အောက်တပွဲချိုကကဏ္ဍကိုသူကပြန်ကြခဲ့တာပြန်ကြပြန်တဲ့သူ့ဘက်ကို9ထိတ်နဲ့ရိုက်တဲ့ကဏ္ဍကိုဇောင်းရပင်တက်ရိုက်တာ အဲ့ဒီနှစ်ကက်စီးပေါ့နော်အဲ့လိုနှစ်ကက်စီးအဲ့လိုရိုက်ခဲ့တဲ့နောက်နှစ်ထဲမှာကျွန်တော်ကသွားတွေ့တာကဒီခွန်တုံညာတိတ်ကဘယ်ရလာလဲကောင်လဲလို့သွားတွေ့တော့တနေ3 4 5 6ခွန်8ခွန်နှစ်မြောက်ကဒီမှာခွန်တုံညာတိတ်ကိုခွန်တုံညာတိတ်ဒဲရိုက်တာကိုကျွန်တော်ကစိတ်ဝင်စားတာခွန်တုံညာတိတ်ခွန်တုံညာတိတ်ဒဲခွန်နှစ်မြောက်ကကနန်းဟာဟောဒီဒီမှာတုံညာလေးလေးလို့နောက်ပိတ်သုံးလုံးလှဲတဲ့ကိုရှင်းနှစ် အဲ့ဒီကိုရှင်နေတဲ့အချိန်ကခွန်တုံညာတစ်ကိုနောက်ခုနှစ်နှစ်မြောက်ကိုဒီစီကျော်ထဲမှာပဲလာပြီးဒဲရိုက်တာရိုက်ပြီးရတဲ့သူ့ဘက်ကိုကြတဲ့ခဏကျွန်တော်ကနှစ်တုံညာတစ်ကဒီနှစ်မှာစီနီယာချောင်းနေတာဖြစ်တဲ့ချင်းကြောင့်သူ့ရှင်းတဲ့ပွဲကျော်ကဒီလိုရိုက်မယ်ဆိုပြီးတာကျွန်တော်ကအတွေးပြီးတော့မမ်ဘာဒူအော်ထဲမှာထည့်လိုက်တာနှစ်တုံညာတစ်ဒဲအဲ့တော့ထည့်လိုက်တော့ကြတော့သူကကနန်းတို့ကနန်းနဲ့ပြန်ခံလိုက်ရတာအဲ့တော့ကျွန်တော်ဒီစီကျော်ထဲမှာဒီကောင်ဟာရှစ်ခုနှစ်နှစ်မြောက်ကတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်ခုနှစ်နှစ်မြောက်ကလာတဲ့38ဒဲ နော်တဲ့ဟိုတော့ဒီတုံညာလေးလေးလို့နောက်ပိတ်တုံလို့လဲတယ်နှစ်ရှစ်ကိုပက်လေတဲတဲ့အချိန်ကိုက်က388ကိုအဲ့ဒီစီကြောထဲမှာလိုက်ပြီးတော့ဒဲထုတ်ထုတ်တော့သူ့အကူကြားတဲ့ကနားကသူကကျွန်တော်ဒီမင်းနဲ့ချင်းဆိုင်နှစ်ပွဲကျော်အချိန်ကိုက်ရိုက်မယ်ဆိုပြီးတော့ကျွန်တော်ကယူဆလိုက်တာယူဆတဲ့ချိန်ကနန်းလူကနန်းနဲ့တုံးတုံညာကိုခံလိုက်ရတာပဲအဲ့တော့ကျွန်တော်ကသူ့အကူဆက်လိုက်တဲ့ကနန်းဟာသူ့ရှိနေသေးကဟောဒီကူကူခုန်ပြန်ကြရဲ့အောက်တပွဲကျော်အောင်ပါကိုငါးငါးလို့ထောင်ပြီးတော့ကြာခဲ့တယ် အဲ့ဒီ999ဟာဒီ665နဲ့အကြိမ်ကြိုက်383ထိပ်စီးဆုံးလုံးလှဲတဲ့အကြိမ်ကြိုက်က999ကိုလာထောင်ပြီးမှပြန်ကြခဲ့ပြီသူ့အောက်ကိုဒီလိုဇောင်းတပင်တက်ရိုက်ခဲ့အဲ့ဒီ93ခွန်ကိုအကွက်ရွှေထတ်ထည့်မယ်ဆိုရင်ကျွန်တော်ကဒီမှာလဲသူ့အောက်ကိုလိုက်ခဲ့ကနာသူ့ရှေ့နေသေးကဟောဒီ909နဲ့အောက်တပွဲကျော်က395ဟာရှေ့ဆလေးနေမြောက်ကဒီ669နဲ့996 383လဲတဲ့996ကို699လို့ထောင်ပြီးတော့ပြန်ကြပြီးတော့သူ့အောက်ကိုလည်းဒီတပင်ကျော်ဒီလိုရိုက်ခဲ့တဲ့ ရိုက်ခဲ့တဲ့ကစားကွက်ထဲကဒီ၅ကုံ၉ကိုများအဲ့ဒီအောက်ကိုထည့်ခဲ့ရင်ကျွန်တော်ကတော့ကို၃ရှေ့ပေါင်းနှစ်နယ်ကိုပဲကျွန်တော်ဆက်လိုက်ခြင်းနဲ့ဒဲနဲ့အာယံကိုပူကြိုက်တယ်ပေါ့နော်အဲ့ဒီတော့ဒါကတော့မန်ပါရီရတက်ွက်ပါပဲတို့ပြင်မဲ့ organize တော့မဟုတ်ပါဘူးเนาะကျွန်တော်ကတော့၃၃ညကိုနဲ့၃၃ညကို၃၃ညကို1ချင်းကိုကင်တယ် ပြန်ကြရတယ်တော့ကောင်းတယ်ကျွန်တော်ပြန်ကြရတယ်အထွေထူးမပြောချင်တော့ဘူးဘာလို့ဆိုတော့ဒီနှစ်မှာဗရိတ်နှစ်ကြတိုင်းပြန်ကြလိုက်ကြမှာပဲပေါ့နော်ပြန်ကြကောင်းနေမှာပဲအဲ့တော့အထွေထူးကျွန်တော်မပြောတော့ဘူးဒီနေ့မနေ့ကမှချဲရပြီဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲတင်ပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ဒါကကျွန်တော်စီမှာကျွန်တော် organ အပတ်စဉ်အားပေးခြင်းလဲဆိုရင်တော့ဖုံးပေနေလေ MPD ဖုံးပေနေလေအတပတ်ကိုချဲတောင်းပေါ့နော်ကြ3လက်ခံပါတယ် မမောင်ဝင်ကြီးလဲဆိုရင်တော့အခုချိန်ကနေနှစ်ကုန်ထီကိုညမာပြရဆိုတသိန်းပါနော်ထိုင်းရဆိုရင်ဘတ်တထောင်ပါထိုင်းရဆိုရင်ခြေတစ်ပတ်စာဘတ်တရာခြေသုံးပတ်စာကိုဘတ်နှစ်ရပါနော်ညမာပြရဆိုရင်ခြေတစ်ပတ်စာတထောင်ခြေသုံးပတ်စာကိုနှစ်ထောင်ကျွဲပါ